မင်္ဂလာပါရှင်အ ਨੇ ဆုံးလူပေါင်း140ကျော်သေဆုံးပြီးအသက်ရှင်ကျန်ရသူတူတဲ့တာရှိခဲ့တဲ့လီရင်ပြစ်ချမှုကြောင့်သေဆုံးခဲ့ရသူများအတွက် ရော့ကျေးဖြစ် Ruby ဆယ်တန်းကိုကျန်ရသူမိသားစုဝင်တွေစီပေးသွားမယ်လို့ Air India ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့အိန္ဒိယနိုင်ငံဆော်လုံငန်းစုတတာဂရုကပြောကြားလိုက်ပါတယ်ခီးတဲ့142ဦးနဲ့ဝန်ထမ်း12ဦးလိုက်ပါလာတဲ့အိန္ဒိယနိုင်ငံအာမတ်ဒါဘတ်မြို့ကနေလန်ဒန်ကိုထွက်ခွာလာတဲ့လီရင်ဟာပြန်တက်တဲ့ချင်းစက္ကန့်ပိုင်း င်းအတွင်းမှာပဲလေးစိတ်အနီးကဆရာဝန်တွေနဲ့ထိုင်တဲ့အဆောင်ပေါ်ပြတ်ကျခဲ့တာပါလီပြကြတာကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေကိုဆေးဘဝကတွေပေးအပ်သွားမှာဖြစ်သလိုပျက်စီးသွားတဲ့ဆရာဝန်တွေနေထိုင်တဲ့အဆောင်ကိုပြန်လည်တည်ဆောက်ဖို့အတွက်လဲထောက်ပံ့ကူညီသွားမယ်လို့တတကရုကဆိုပါတယ်။ဒီလီပြကြမှုကြောင့်အိန္ဒိယနိုင်ငံသား169ယောက်၊ဗြိတိနိုင်ငံသား52ယောက်၊ပေါ်တူဂီနိုင်ငံသား9ယောက်နဲ့ကနေဒါနိုင်ငံသား တယောက်အပါဝင်ခီးတဲ့နဲ့ဝန်ထမ်းစုစုပေါင်း၂၄၁ယောက်တည်ဆုံးခဲ့ပြီးအိန္ဒိယနယ်ပွားပြည်ထိုင်နိုင်ငံသားအသက်၄၀အရွယ်မျိုးသားတဦးသာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။လေဟာဂူဂျာရက်ပြည်နယ်အာမတ်ဒါဘတ်မြို့စာဒါဘလတ်ဘိုင်းဘတ်တဲနိုင်ငံတကာလေဆိပ်အင်ဒီမှာရှိတဲ့အဆောင်ပေါ်ပြတ်ကျခဲ့တာဖြစ်တဲ့အတွက် မြေပေါ်ကလူအများအပြားတည်ဆုံးခဲ့ပြီးဒဏ်ရာရရှိသူ40ကျော်ရှိတယ်လို့ကယ်သရေးသမားတွေကအတည်ပြုထားပါဗျ။ဇွန်လ13ရက်တောက်ကြံနေ့မှာတော့ထိုင်းနိုင်ငံဖူကက်ကနေအိန္ဒိယနိုင်ငံ မြူးဒေလီကို ပြန်တန်းလာတဲ့ Air India လေကြောင်းလိုင်းခီးစဉ်အမတ် AI 3ခုကိုဟာဘုံနဲ့ချိတ်ချောက်မှုခံခဲ့ရတဲ့အတွက်ထိုင်းနိုင်ငံကိုနှောက်ကြောင်းပြန်လဲပြီးအရေးပေါ်စစ်တပ်ခဲ့ရတယ်လို့သိရပါတယ်ရှင်။